မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့22ရက်5လ2025ကြာသပတိနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်25ရက်5လ2025ကြာသပတိနေ့ရဲ့တနေ့တာကညီမများကိုတင်ကြပေးသွားမှာဖြစ်ပါတယ်เนาะအဲဒါကြောင့်ကြာသပတိနေ့ကတော့ဒီနေ့အိုးအိမ်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စတော့ ပြဿနာမရှိဘူးပြောဒါပေမဲ့တိတ်စိတ်တိုင်းမကြောက်အိုးဝင်လောက်ကနေပတ်တဲ့တည်းမှာစိတ်ထဲမှာတခုခုအဆင်မပြေသလိုငွေအဆင်မပြေသလိုလောက်ရတာအဆင်မပြေသလိုစိတ်ထဲမှာလုပ်ပေါ်မှာအအောင်ဆုစိတ်မှုအာနေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်လောက်ကနေပတ်တဲ့အဆင်မပြေကြတဲ့လူများယာဥတော့နောက်မြောက်တော့လှဲ့ရေးလေးကိုမျက်နှာလေးကိုသိပြီးမှဆူတာမျက်နှာသိအတင်ကြီးလေးကျွန်တော်လေးလောက်ကမကောင်းဘူးဗျာလောက်ကကောင်းကျင်လိုက်တာမိမအိမ်ဆောက်ချင်းလို့တဲ့သားသမီးလေးကလှုပ်ခေါ်တာလေးမလားလို့လှုပ်လာမှဖြစ်မှာ မိမလေးကနိုင်ငံခြားအလုပ်သွားလို့မလို့အဲ့ဒီကိစ္စတွေပိတ်နေတယ်ဗျာဒါကြောင့်ပိတ်နေတဲ့ကိစ္စတွေအများဆုံးပွင့်လန်းအောင်အတင်မြင့်တဲ့တည်ရီလေးကကိုကြီးစောင့်ချော့တော်မူပါဆိုတဲ့အကြောင်းရာဟုတော်အနောက်ဘက်တော်လှည့်ပြီးမျက်နှာလေးတည်ပြီးဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကင်များအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီနေ့22ရက်5လ2025ကြာသာမတိတိမှာဖြင့်အလောက်ကင်ပိတ်နေတဲ့လူများ ရာဦးတော်အနောက်မြောက်တောင်လက်မျက်နှာလေးတိတ်ချင်းပြင်းတင်းတို့မှာပိတ်ဆို့နေတဲ့အလုတ်ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီအချိန်မှာထင်းကိုလွှဲချော်နေတတ်တယ်အဲဒါလွှဲချော်နေတာဖြစ်တဲ့အတွက်မရဘူးမစုံဘူးပြဿနာမရှိဘူးသို့တော်လောလောလတ်လာမှာမရသေးတဲ့အတွက်ဤလေလေဖြစ်နေကြတဲ့ပုံကူအားလုံးငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်နေတဲ့ကြာတာပရိနေမှာဖြစ်နေတဲ့ပုံကူအားလုံးတို့ဒီတင်းနှလာအရှိအယကိုလည်းရေလေးတောက်ပြီးမှသူးတော့အတင်းရေးလေးကျွန်တော် လေငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးကျွန်တော်ပေးရဘလောက်ရတရဘလောက်ကျွန်တော်လူချင်တာဘလောက်အဲ့ပထန်လေးတွေကပိတ်နေတယ်ဗျာပိတ်နေတဲ့ကိစ္စလေးတွေမြန်ဆုံးပွက်လောင်းအတင်ရီလေးကကူညီဆောင်ရှောက်တော်မူပါဆိုတဲ့အကြောင်းတော့ဒီနေ့လားအရှိရကိုလက်ရီလေးကိုတောက်ပြီးမှစူတောင်းကြီးအပြင်တင်းတော့မှပိတ်ဆိုနေတဲ့ငွေကြီးမှစုတောင်းပြီးတဲ့အချိန်အားစပြီး၄နာရီရအပြင်ပြောရင်၃ရက်အတွင်းငွေကြီးများအဆင်ပြေသွားမှာဖြစ်ပါတယ်။ဒါကြောင့်အဆင်ပြေကြတဲ့လူအောင် ငွေကြီးအစဉ်ပြေခြင်းတော့တနင်္လာရှိရကိုလည်းရေးလေးတော့ပြီးစူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတော့ငွေကြီးများအမြန်ပွန့်လန်းလာမှာဖြစ်ပါတယ်ဗျာဒီချိန်မှာစိတ်တွေချမ်းသာလားဆိုချမ်းသာပါတယ်တကယ်ချမ်းသာလားဆိုလည်းမချမ်းသာဘူးတခုခုလွဲချောနေသူခံစားရတတ်တယ်ဒါကြောင့်စိတ်နဲ့ပတ်သက်တဲ့တခုခုစိတ်ထဲမှာအလူမကြတဲ့ပုံကိုအားလုံးတို့ဒီဘုဒ္ဓတောင်ရက်ကိုလက်ရေးလေးတောက်ပြီးမှဆူတောင်းအသေးလေးရဲ့ကျွန်တော်စိတ်ညစ်နေတယ်စိတ်ညစ်တဲ့ကအလုပ်ကမကောင်းဘူးပြအိမ်ရောက်ချင်တယ်ချွေးမလေးကအလုံးမရှိဘူးတော့ရောင်းဝယ်ရမကောင်းဘူးအကျွေးတွေရတင်းလို့ ပတ်စံလူချင်းတော့မရဘူးအာဒီလေးတွေထိုးထားလာလဲမပေါ့ဘူးဗျာအဲ့ကိစ္စတွေကြောင့်စိတ်တွေညံ့နေတာဒါကြောင့်အတင်းကြီးလေးကကျွန်တော်ပိတ်ဆိုနေတဲ့စိတ်ချမ်းသာပြောချင်မှုရအများဆုံးပွဲလောင်းကူညီပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့တိစိတ်ထဲမှာဖြစ်ပေါ်နေတဲ့လိုအပ်နေတဲ့ငွေကြေးများပိတ်ဆိုနေတဲ့လုပ်ငန်းများအယောင်ဝယ်များမိမိလိုအပ်သောစာနာများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။သူတောင်းပြီးတဲ့အချိန်3လရေအပြင်ပြောရင်နှဲလောက်တွင် တင့်မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာနော်ကိုနဲ့နိနေဆက်တဲ့တလူယောက်ကြားအာလောက်ကန်နဲ့ပတ်သက်တာအဆင်မပြေမှုဓာတ်ပြက်နေလို့ကိုလုံးမှာကိုရှိရမှာမရှိဘူးကိုအိမ်မှာရှိရမှာကိုမရှိဘူးအလုပ်တနေရာအိမ်တနေရာလုပ်ငန်းတနေရာဖြစ်နေတဲ့အတွက်ဒီကြီးမှာငွေကြီးနဲ့အလုပ်တွေအောင်မြင်ရမယ့်အစားငွေကြီးနဲ့အလုပ်တွေနောက်မလိုက်ပြနဲ့အပြင်ဝါဒရဖြစ်နေရတဲ့ရတဲ့အခွန်လန်းနေစုံစုံနေကာလာမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်လူရောရတဲ့ဓာတ်ပြင်းနေတော့ အင်္ကာတော့အရှိတောင်တော့လဲရေးလေးတောင်းပြီးမှသူတောင်းအတင်းကြီးလေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားရက်တီတောင်းနေတယ်အလုတ်သွားပါသူလုံးမသွားဘူးပတ်သက်ရှားပါသူမရှားဘူးအလုတ်တွေလုတ်ပါသူမလုတ်ဘူးအိမ်မှာနေပါသူမနေဘူးအလုတ်ကန်နေပတ်သက်တဲ့ကိစ္စတွေပိတ်တဲ့ငွေကြီးနဲ့ပတ်သက်ပိတ်နေလူတွေဓာတ်ပြက်နေတယ်ဒါကြောင့်ဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့အလုတ်ကန်လုတ်ပြီးငွေကြီးများအဆင်ပြေအောင်အတင်းရေးလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင့်အင်္ကာတောင်းအချိန်တောင်းတောင်းလက်ရေးလေးတောက်ပြီးမှသူတောင်းကြီးအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ လူယောက်ျားနဲ့ပတ်သက်တဲ့ကံအများအများဆုံးပွင့်လန်းမသွားမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဓာတ်ပြနေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းတော့ကျွန်တော်တို့ရပြလို့ရှိရင်တော့အင်္ဂါတော့အရှိတောင်တောင်လဲရေးလေးသားအောင်ပြီးမှဆူတော့တင့်မှာပိတ်ဆိုနေတဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုနေနီးနဲ့ဆက်သက်တဲ့မင်းအမင်းနဲ့ပတ်သက်မှာကိုယတိတာမဟုတ်တဲ့တခြားယတိတာအာမင်းနဲ့ပတ်သက်မှာကိုယတိတာမဟုတ်တဲ့တခြားယတိတာမှာမြေတွေဝေရတဲ့အပြောင်းအရွှေ့လောရတဲ့ယာတုတွေလောက်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာအပ်တဲ့အခါမှာအဟိုဟောပေါ့ဟိုအောင်မြင်တော့အောင်မြင်နေတယ်တရားကြီးလွှဲချုံနေသလိုခံစားရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ပညာရေးမြင်မိမြင်မိမပရိုမိုရှင်မင်းနဲ့ပတ်သက်တဲ့ဟာယာယီလွှဲချုံမှုတွေဖြစ်နေတာဖြစ်တဲ့လွှဲချုံနေတဲ့ကိစ္စတွေတဲ့ကျင်နေဆိုရင်တော့တဲ့ကျင်နေဆိုရင်တော့ကျွန်တော်တို့ရပြလို့ရှိလို့ရှိရင်တော့တင်းငွေနေတောင်အရှိမြောက်တောင်လက်အာလူးလေးကိုကိုင်းပြီးတော့စူးတောင်းအတင်းအာလူးလေးအာလူးဆိုတာဥတာ ဦးဦးအောင်လာအောင်လုပ်ထားတဲ့တက်ကလေးပါအတင်းအားလူလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးမြေရာတွေဝယ်မယ်အပြောင်းရွှေ့ရာဒူးဒူးတွေလုပ်မယ်ဘယ်နေရဘယ်နေအောင်ပြောင်းနေလဲအပြင်ကြိုင်းတဲ့ပတ်သက်တဲ့ကိစ္စလုပ်မယ်ကျွန်တော်ကျွန်တော်လိုချင်တဲ့ကိစ္စတွေသူများတဲ့အရင်အောင်မြင်အောင်သူများတဲ့အရင်အော်အခွင့်အလမ်းတွေရအောင်ကုညီစောင့်ကြောက်တော်မူပါသူတဲ့ကြောင့်တနင်္ဂနွေတောင်အရှိမြောက်တောင်လက် အာလူကျော်လေးတခုလောက်စားပြီးမှအာလူလေးတို့တခုလောက်ကင်ပြီးမှ စူတောင်းခြင်းဖြင့်အာလူဆိုတော့ဥလာအာအာလူလေးအိမ်မှာသမီးရတဲ့အာလူလေးကိုကိုင်းကိုင်းပြီးမှလိုအပ်တဲ့ကိစ္စတွေစူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့အပြောဆိုနဲ့ပတ်သက်တဲ့အစဉ်ပြောင်းမင်းနဲ့ပတ်သက်တဲ့ထိတွေ့ဆက်ဆံတဲ့ကိစ္စမှာအစဉ်ပြောင်းအပြောင်းအလဲရာထူးတို့တွေအစဉ်ပြောင်းပြင်ချိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြောင်းမြေယာရီနဲ့ပတ်သက်တဲ့ရောင်းဝယ်ကိစ္စတွေအစဉ်ပြောင်း မယ်ဆိုလို့ရှိရင်တော့တင်းငွေတီတောင်အရှိမောက်တောင်လှည့်ပြီးအာလူးလေးကိုကမ်းပြီးစူတောင်းကြီးအပြင်တင်းတို့မှာပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့ယာဒူတို့နဲ့ပတ်သက်တဲ့မီယာနေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ကျွန်တော်တို့ရွှေညာမီမေသားသူရရေရလေးလူလေးလေးပြီးတာပါလူလေးလေးရနေတဲ့ရေရလေးတွေကနေတဲ့တခုချင်းစွန့်အောင်လှုပ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကာလတစ်ခုကြာရင်၃ရက်လောက်ပဲကြာပါတယ်ဒါကြောင့်အဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်ပြီးဖို့ရေတရားလေးယူတာတီချာမိမိရလုံးမယ်ဆိုလို့ချင်းတင်းတို့မှာပိတ်ဆိုနေတဲ့ကံမြ အမြန်ဆုံးပွင့်လမ်းမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းတဲ့ခီးကိုပြောခြင်းတဲ့စကားအမှန်သွားခြင်းတယ်လို့သွားခွင့်ပြောခြင်းတယ်လို့ပြောခွင့်မရှိတဲ့ဖြစ်တာဖြစ်တဲ့အတွက်ရေတံဘူးလေးကိုအဖုံးလေးဖွင့်ပြီးမှကိုင်းကိုင်းပြီးတော့စူတောင်းသွားမှာဗျာအတင်ရေတံဘူးလေးကျွန်တော်သွားခြင်းနဲ့ခီးတွေသွားမယ်အန်တရေကြီးညင်နေသွားတဲ့စကားတွေပြောတဲ့စကားတွေအောင်မြင်ခြင်းနဲ့ကျွန်တော်ပြောတဲ့ခီးတွေနဲ့ကျွန်တော်သွားတဲ့ခီးတွေမှာအန်တကေပြည်ပြီးပြောတဲ့စကားတွေအောင်မြင်ခြင်းနဲ့ဗျာကျွန်တော်အဆင်ပြေအောင်အများဆုံးကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်း နော်အရေတံပူးလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့အကံများအများဆုံးပွင့်လန်းတော့မှာဖြစ်ပါတယ်ဗျာပွင့်လန်းလို့တဲ့သူအားလုံးတို့ဒီရေတံပူးလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဒီအချိန်မှာရိုးရာတွေပြည့်နေတယ်ရိုးရာဖော်မှာဒူးရာကြော်မှာဖြစ်ပါတယ်ဗျာရိုးရာတွေလည်းပတ်တင်မှာပြင်းနေတဲ့တိုင်းတွေမှာပြင်းနေတဲ့အားကောင်းတဲ့တိုင်းတွေအားမကောင်းမှုနေပြီးတော့နဲ့တိုင်းဆိုတိုင်းတွေအားကောင်းပြီးနေပြီးတော့အားမကောင်းမှု နိုင်ငံတော်နဲ့ပတ်သက်တာဆိုရင်နေနိုင်ငံတော်အားကောင်းပြီးတော့နေပြီးတော့အားမကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်တကုနဲ့တကုကရိုးရာတွေပြက်နေလို့ရိုးရာပေါ်မှာတို့ရာကြောမှာဖြစ်ပါလေဗျာဒါကြောင့်ရေလေးကိုရေလေးတစ်ခွက်ကိုယူကြာသာပရိအနောက်ရကိုလက်ဆွတ်တာအာရိုးရာပေါ်လို့တို့ကကြောကျင်နေအမှုခင်းပြဿနာတွေဝေ့ကျင်နေရွှေတွေငွေတွေဝင်းကျင်နေငွေကြီးအစုလိုက်ပြုံးလိုက်ဝင်းကျင်နေအလူတန်းတွေလှုပ်ကျင်နေဒါကြောင့်အတင်းရေလေးကရိုးရာပေါ်လို့တို့ကကြောပြီးအခုညပြီးတော့မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရကိုလက် မြင်လာလေးယူသိပြီးတော့ဆူတောင်းမလားရေးလေးတောက်ပြီးမှဆူတောင်းမလားအတင်းမြင်တဲ့ဒီရေးလေးအတင်းရေးလေးရေကျွန်တော်လေးရိုးရဖို့လို့ဒိုးရကြောပြီးကျွန်တော်မှရှိတဲ့အမှုကင်းပြဿနာကြီးဝေကပြီးရှူတဲလဲငူတဲတဲ့လူတွေတိုင်းနိုင်ရင်းနဲ့ငွေကြီးများလုံးလိုက်ခဲလိုက်ဝင်ပြီးတော့ဒီပေါက်တလူပသက်နေဝင်းရင်းနဲ့ဒါကြောင့်ကျွန်တော်ပိတ်ဆို့နေတဲ့ထီကံများအမြန်ဆုံးပွဲလန်းပြီးရိုးရဖို့လို့ဒိုးရကြောပြီးအမှုကင်းများပြဿနာဝင်ပြီးငွေကြီးများလုံးလိုက်ခဲလိုက်ဝင်အောင်ကူညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရက်ကိုလက် လှည့်ပြီးမှကျွန်တော်တို့ရေသိမ်းတောက်ပြီးဆွတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆိုနေတဲ့ထီကံများရိုးရဘော်လိုဒူးရကြော်ပြီးအမှုခွင့်ပြဒနာများဝူးကွာတော့မှဖြစ်ပါလေဗျာကျွန်တော်တို့22ရက်5လဟာလာ2025ကြာတာပနီးနေ့ရဲ့တင်းနေတာကံများဖြစ်ပါလေကြောက်ချိုးအပြင်ဆိုတော့ရာဥတောင်းကိုလှည့်ပြီးလို့ရှိရင်တော့ခမရေလေးတောက်ပြီးဆွတောင်းမယ်မျက်နှာတင့်မယ်ဆိုရင်လောက်ကင်နေပွင့်မယ်တင်းနေလာအရှိအရာကိုလှည့်ပြီးတော့ခမရေလေးတောက်မျက်နှာလေးတင့်ပြီးဆွတောင်းမယ်ဆိုလို့ရှိရင်တော့ပတ်သက်နေဝင်းပြီးတော့ ဗုဒ္ဓတောင်ရကိုလှည့်ပြီးရေးလေးတောင်မဲ့မျက်နှာတက်မယ်ဆိုရင်စိတ်ချမ်းသာပျော်ရွှင်မှုကကြုံပြီးတော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတာပွင့်ရင်တော့အင်္ဂါတော့အရှိတောင်တော့လှည့်ခမရေးလေးတောက်ပြီးမှဆူတောင်းမယ်မျက်နှာလေးတက်ပြီးမှဆူတောင်းမယ်ထီကန်နေပွင့်ပြီးတော့အမှုခွင့်ပြဿနာတွေဝေဖန်ခြင်းတော့ကြာသာပရိအနောက်ရကိုလှည့်ရေးလေးတောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်နေကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်22ရက်5လ2020ကကြာသာပရိတွေရဲ့ တဏိတာကံကြမ္မာမြောက်ရွှေညာမီမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာလီလီစားစားတင်ပြလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ